မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့တရားရေးဝန်ကြီးဌာနနဲ့မြို့နယ်အချင်းထောင်တာဝန်ခံများအကျဉ်းသားထိန်းသိမ်းရေးတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ပြပေးပါမယ် မြူသားညညရေးအစိုးရတရားရေးဝန်ကြီးဌာနနဲ့မြို့နယ်အချင်းထောင်တာဝန်ခံများအချင်းသားထိန်းသိမ်းရေးတာဝန်ရှိသူများတွဲဆွန်ဆွေးနွေးခြင်းအစည်းအဝေးနှစ်မြင့်ဆောင်2025ကိုကျင်းပခဲ့တယ်လို့သိရပါပြီ။စက်တင်ဘာလ15ရက်နေ့မနက်10:00နာရီအချိန်မှာကျင်းပခဲ့တဲ့အဆိုပါအစည်းအဝေးကိုတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးယုံညွှန်ကြားမှုချုပ်ဦးအားမန်အချင်းဦးစည်းဌာနညွှန်ကြားမှုချုပ်ဦးမျိုးအောင် တရားရေးဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျိုးဆက်အချင်းဦးစည်းဌာနညွန်ကြားရေးမှူးဦးတုတ္တရုံးအဖွဲ့မှူးဦးကျော်ကျော်နဲ့ရုံးအဖွဲ့ဝင်များမြေပြင်ဆက်သွယ်ရေးတာဝန်ခံများမြို့နယ်16မြို့နယ်မှာအချင်းတောင်တာဝန်ခံများအချင်းသာထိန်းသိမ်းရေးတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်အစည်းအဝေးမှာတရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကအဖွင့်အမှားစကားပြောကြားခဲ့ပြီးတော့မြို့နယ်အချင်းထောင်တာဝန်ခံများအချင်းသာထိန်းသိမ်းရေးတာဝန်ရှိသူများရဲ့ကြိုတင်မေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်ဖြေကြားခြင်းအထွေထွေဆွေးနွေးခြင်းများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်အစည်းအဝေးဆုံးဖြတ်ချက်များနဲ့ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်းတို့ကိုပြည်ထောင်စုဝန်ကြီးကအတည်ပြုပေးခဲ့ပြီးတော့ညီကုံကျော်အမှားစကားပြောကြားခဲ့ကအစည်းအဝေးကိုမြန်မာစံတော်ချိန်7:00နာရီ6မိနစ်မှာရနာခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒုတိယဝန်ကြီးဦးချစ်ထွန်းကွယ်လွန်မှုအပေါ်ဝန်ထမ်းကြောင့် NUG ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ Federal ပြည်ထောင်စုရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးချစ်ထွန်းမာကူဤချစ်ထွန်းဟာ2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ကယောဂါဖြင့်ကွယ်လွန်သွားခဲ့ကြောင်း NUG ကထုတ်ပြန်ကြေညာခဲ့ပါသည်။ထိုဆုံးရှုံးမှုဟာကင်းနီပြည်သူများနဲ့တော်လိုင်းအင်အားစုများအထွတ်ကြီးစွာသောထိခိုက်မှုတစ်ရက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်ဦးချစ်ထွန်းဟာ KNP လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦး KNPLF ရဲ့ဗဟုကော်မတီဝင်တဦးအဖြစ်1992ခုနှစ်ကစတင်ကစီရေးနိုင်ငံရေးနဲ့ဆက်ဆံရေးဆိုင်ရာတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်2021ခုနှစ် AVLA 16ရက်နေ့ကစတင်ပြီးတော့ NUG ရဲ့ Federal ပြည်ထောင်စုရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီးတော့ဆရာနာရှင်စနစ်ကိုအဆုံးသတ်ရန်နဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဥဆောင်ဆောင်ရွက်ခဲ့ပါတယ် အန်ယူဂျီရဲ့ထုတ်ပြန်ချက်မှာဦးချစ်ထွန်းရဲ့ဒီဇိုင်းမမက်ကြိုးပမ်းဆောင်ရွက်မှုများကိုဂုံပြူထောပနာပြုထားပြီးတော့၎င်းရဲ့ဆုံးရှုံးမှုဟာကေအန်ဒီပြည်သူများသာမကဖက်ဒရယ်ပန်းတိုင်ကိုရှေ့ရှုထားတဲ့တော်လိုင်းအင်အားစုများအားလုံးအတွက်ကြီးလေးတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်ဖက်ဒရယ်ပြည်ထောင်စုရေးရဝန်ကြီးဌာနမှလည်းဦးချစ်ထွန်းရဲ့တော်လိုင်းရေးအတွက်ပေးဆက်မှုများကို လေးမျက်စွာမှတ်တမ်းတင်က၎င်းရဲ့မပြီးဆုံးသေးတဲ့ရည်မှန်းချက်များကိုဆက်လက်အကောင့်ထဲဖော်ရန်ကတိပြုထားပါရည်။ဒါအပြင်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တို့ကလည်းဥချစ်ထွန်းရဲ့ကွယ်လွန်မှုအပေါ်ဝန်းနေကြောင်းတုံ့လွာများအသီးသီးထုတ်ပြန်ခဲ့ပါရည်။အမျိုးသားညီညွတ်ရေးအစိုးရဟာဥချစ်ထွန်းရဲ့ရည်မှန်းချက်များဖြစ်တဲ့တရားမျှတလွတ်လပ်ပြီးဒန်းတူညီမျှတဲ့ Federal Democracy ပြည်ထောင်စုထူထောင်ရေးအတွက်ဆက်လက်ကြိုးပမ်းသွားမယ်လို့ကတိပြုထားပါရည်ခင်ဗျာ။ you ဆက်လက်ပြီးတော့ဂန်ကောမှာပြฏิပက္ခကာလအတွင်းအမျိုးသမီးနဲ့ကလေးငယ်တွေကိုကာကွယ်ရေးဆိုင်ရာ WCB တင်နန်းများပြန်လည်စတင်တဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းဂန်ကောမြို့နယ်မှာရှိတဲ့ဒေသခံပြည်သူတွေအတွက်အမျိုးသမီးကလေးငယ်နဲ့ဂျန်တာအခြေပြုအကြမ်းဖက်မှုတွေအတွက်တရားမျှတမှုများဖော်ဆောင်နိုင်ရန် အသိပညာပေးဆွေးနွေးတဲ့သင်တန်းကိုယခုနှစ်စက်တင်ဘာလတည်းမှပြန်လည်စတင်ခဲ့တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ယခုလိုသင်တန်းတွေပြန်လည်ပို့ချနိုင်ဖို့မြေပြင်ကရေးရာတာဝန်ခံတွေကို2024ခုနှစ်မှာတစ်ချိန်2025ခုနှစ်မှာတစ်ချိန်နေပြသင်တန်းတွေပို့ချပေးခဲ့ပြီးတော့အခုလိုနောက်ဆက်တွဲစင်ပွားသင်တန်းတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။ကံကောမျိုးနယ်မှာပြုလုပ်တဲ့တင်နန်းကိုတော့အမျိုးသမီးလူအခွင့်ရေးတာဝန်ခံတအူးကဦးဆောင်တင် जा ဆွေးနွေးခဲ့တာဖြစ်ပြီးတော့လူငယ်အမျိုးသားအမျိုးသမီး34ဦးတက်ရောက်ခဲ့တယ်လို့သိရပါရယ်။အဆိုပါတင်နန်းမှာလိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်ခြင်း၊အမျက်ထုတ်ခြင်းနဲ့မဖွေမရာပြုခြင်းဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ Prevention of Sexual Harassment, Exploitation and Abuse PSHEA အပါအဝင် လူခွင့်ရေးအခြေခံအချက်အလက်များစီမင်းစည်းကမ်းများကလေးသင်ငယ်ခွင့်ရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများဂျန်ဒါတန်းတူညီမျှရေးအကြောင်းအရာများကိုအဓိကထားပို့ချခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ဂျန်ဒါတန်းတူညီမျှမှုရရှိပြီးတော့လိင်အခြေပြုခွဲခြားမှုအကြမ်းဖက်မှုတွေပပျောက်ကတန်းတူအခွင့်ရေးရရှိဖို့အတံမွေးဝမ်းကြောင်းဆိုင်ရာအခွင့်အလမ်းတွေရရှိဖို့စတဲ့အချက်တွေကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့နမောင်မြို့နယ်မှာနှစ်60အတွင်းဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားပြီးတော့မိသားစု6ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းဒေသကြီးနမောင်မြို့နယ်မှာမိုးသီးထန်စွာရွာသွန်းမှုနဲ့ဆေးကျူးပေါက်မှုကြောင့်နှစ်ပေါင်း60အတွင်းအဆိုးရွားဆုံးရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှသိရပါရီ။ရင်းချောင်းတက်လျှောက်မှာရှိတဲ့အနေပိုင်းဒေသများဖြစ်တဲ့နမောင်မြို့ပေါ်ရက်ွက်များလေးအိမ်ရွာမဲဇလီပင်ရွာတို့မှာ ရေကြီးမှုများဖြစ်ပွားနေပြီးတော့အထူးသဖြင့်မဲဇလီပင်ရွာအနီးမှာရှိတဲ့အောင်ပန်းကျွန်းဆယ်ကျူးပေါက်ခဲ့မှုကြောင့်စက်တင်ဘာလ28ရက်နေ့မနက်2:00ကျော်ခန့်မှာချောင်းပေးနေအိမ်နှလုံး ရေစီးနဲ့မျောပါကမိသားစု6ဦးတည်ဆုံးခဲ့တယ်လို့မဲဇလီပင်ရွာမှဆရာတော်အရှင်ကန္ဓမာကပြောကြားထားပါတယ်။နမောင်မျိုးပေါ်မှာရှိတဲ့ဈေးရက်ွက်အောင်ဆန်းရက်ွက်ကံကြီးနဲ့ရန်အောင်မြင်ရက်ွက်များမှလည်းလူတရက်နီးပါးရေမြုပ်နေတယ်လို့သိရပါတယ်။ရေကြီးမှုကြောင့်နမောင်မျိုးနဲ့အတွင်းစပားဆိုင်ခင်းဝါနှံကြီးနေကြာနဲ့ပေးနောက်ကျဒီနန်ဆိုင်ခင်းများထိခိုက်ပျက်စီးမှုများရှိနေပြီးတော့မိုးသီးတန်းစွာရွာသွန်းမှုဟာလေးရက်မြောက်သို့ရောက်ရှိနေပြီးတော့ဆေးကျိုးမှုနဲ့ ချောင်းရီရှံမှုတို့ပုံမှုဆိုးရွားနေတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဒရောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်အမေရိကန်အင်ဖြူတော်ရှေ့မှာမြမအရေးတက်ကြွလှုပ်ရှားသူများစံထားပြတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒရောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနဲ့စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မှတ်ခံကြောင်း အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာရှိတဲ့သမရအိမ်ဖြူတော်ရှိနဲ့တရုတ်တန်ယုံရှိမှာမြမအရေးတက်ကြွလှုပ်ရှားသူများကစက်တင်ဘာလ26ရက်နေ့နဲ့29ရက်နေ့တို့မှာနှစ်ရက်ဆက်တိုက်စံတန်းပြတောင်းဆိုခဲ့ကြောင်းသတင်းရရှိပါရယ်ဒေါအောင်ဆန်းစုကြည်အဖမ်းခံထားရပြီးတော့ကျမ်းမာရေးမကောင်းဘူးလို့ကြားရတာကြောင့်စိုးရိမ်မိပြီးတော့အ мян ဆုံးလှုပ်ပေးဖို့မြမပြည်သူတွေအတွက်အိမ်ဖြူတော်ရှိမှာစံတန်းပြနေတာဖြစ်တယ်လို့သိရပါရယ်တရုတ်အစိုးရအနေဖြင့်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံကူညီမယ်လို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဟာ ရန်သူဖြစ်သွားပြီဖြစ်ကြောင်းထုတ်ဖော်ခဲ့တယ်လို့သိရပါတယ်။စန္ဒပြပွဲကို Women for Myanmar DC Metro area အဖွဲ့ကဥဆောင်ခဲ့ပြီးတော့မြမအရေးတက်ကြွလှုပ်ရှားသူများကအိမ်ဖြူတော်ရှိမှနှစ်ရက်ဆက်တိုင်ဆန္ဒပြခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ခါရှဲနဲ့ဗရေဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ